င်္ဂလာပါခင်ဗျာဟိုကျွန်တော်တို့ကတော့ညီညီရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီဆိုတာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေရရရပေါ့နော်ညီညီညွတ်ညွတ်နဲ့ပူးပေါင်းဆောင်ရွက်မှသာဖွံ့ဖြိုးတိုးတက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ညီညီရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီကိုကျွန်တော်တို့မူဝါဒကောင်းကောင်းချမှတ်ပြီးတော့တည်ထောင်ပြီးရှင်းပြနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဝင်ရောက်ရှင်းပြနိုင်ဖြစ်ပါမယ်ကျွန်တော်ရဲ့ပါတီဥက္ကဋ္ဌကြီးရဲ့လမ်းစဉ်လေးလို့ပေါ့ချမှတ်ထားတယ်ချမှတ်ထားတဲ့လမ်းစဉ်အတန်းကို ီညညရေးညညရေးရဲ့အတိတ်ပဲညညရေးလည်းဖွံ့ဖြိုးတိုးတက်မှုအဲ့ဒီကိုနာမည်နဲ့အတူကျွန်တော်ကနေပြီးတော့ဒီညညရေးဖွံ့ဖြိုးတိုးတက်ရေးပါတီလက်အောက်အံနေပြီးတော့အားလုံးရှင်ပြန်ပြီးဒီပြည်သူတို့တို့ဖွံ့ဖြိုးတိုးတက်အောင်ပြည်သူတို့ရဲ့ဒေါ်လာချက်တွေကို ပြီးပြန်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းပါတော့ကျွန်တော်ကဟိုဟာပြည်သူလွတ်လွတ်တော်အပြိုင်တော့ဟိုစိတ်ကြီးကနောင်တို့မှာပြိုင်ပြီးမဲ့တနိုင်ငံလုံးမှာဟိုဟာဖြစ်မှာကိုကိုစားပြုအောင်ဒါပေမဲ့အဓိကစိတ်ကြီးကနောင်တို့ရဲ့လက်ရှိကျွန်တော်လည်းမြို့ကန်ဖြစ်တယ်ဒီဇာတိသားဖြစ်တော့စိတ်ကြီးကနောင်တို့မြို့နယ်မှာအဓိကလိုအပ်ချက်ကရေရေကိစ္စပေါ့နော်ရေကိစ္စကိုကျွန်တော်တို့ဟိုရွေးခန့်ရလွတ်တော်တွေဝင်သွားလို့ရောက်သွားလို့ရှိလို့ရှင်အဓိကဦးစားပေးလောက်ကထဲမှာရေကိစ္စပါတယ်နံပါတ်2ကစိတ်ကြီးကနောင်တို့မြို့နယ်မှာ ဟိုပါဗော။ဟိုမြေပိုင်ဆိုင်မှုကိစ္စပေါ့။မြေပိုင်ဆိုင်မှုကိစ္စတွေကအယက်ကတိစာချုပ်တွေများတယ်။ဘိုးဝါပိုင်မြေတွေများတယ်။ဒီမှာကခင်ရမြေပါမစ်မြေမရှိဘူး။နဲနဲတယ်ပေါ့။အဲ့တော့လေကျွန်တော်တို့ရွေးချယ်ခံရလို့ရှိလို့ရှိလို့ရှင်ဒီစိတ်ကြောင့်လို့မြို့နယ်ကိုစားပေါ့နော်။ခင်ရတို့မဟုတ်တခုခုပေါ့ပိုင်ဆိုင်မှုတခုခု ခိုင်မာအောင်လို့ကျွန်တော်တို့အဓိကထားလှုပ်သွားမယ်လို့ပြောချင်ပါတယ်ခင်ဗျာ။ ော်ရွေးချယ်မဲ့နေရာတိုင်းဒေသကြီးလွတ်တော်ကိုစရဲလောင်းလွတ်တော်အမတ်ပါဝင်ရွေးတဲ့အတွက်ကျွန်တော်ကပြည်သူလူထုနဲ့ရကျွန်တော်ကအနီးကပ်ဆုံးထိတွေ့မှုတွေအများဆုံးဖြစ်ပါတယ် ီပြည်သူလွတ်တော်ဆိုတာတော့အပေါ်အဖွဲ့စည်းရနေပြီးတော့သူတို့ကနေပြီးတော့တကယ်နိုင်ငံရပေါ့အဓိကကတော့ကျွန်တော်ကပြည်သူလူထုနဲ့အနိကတ်တွေ့ရမှာကျွန်တော်တန်းတီတာကြီးတန်းတီတာကြီးတွေကသူ့မြို့နယ်မြို့နယ်မှာတန်းတီတာကြီးရဲ့အနိကတ်ကောင်းမှနိုင်ငံတော်ကောင်းမှလေဒါကြောင့်မို့တန်းတီတာကြီးပါလေကျွန်တော်မြို့ကန်စစ်စစ်ပြီးမြို့ကန်စစ်စစ်ဆိုတာကလေဒီမြေပြင်မှာ မျိုးကံပဲနားလေဒီတူတူလို့ရဲ့လူလက်လူလက်ကျရလဲမျိုးကံပဲတည်တယ်ဒါကြောင့်မို့လဲဒီမျိုးကျွန်တော်ဆိုရင်အရင်ကဆိုရင်အုတ်ချုပ်ရင်မူကိုရက်ွက်ပါတရက်ွက်ကိုတောင်းယူရတာပေါ့တတန်းနှစ်ခုပါတတန်းတောင်းယူထားတော့ရက်ွက်ရဲ့လူလားချက်တီတူတူလူရဲ့လူလားချက်မြေပြင်ရဲ့အခြေအနေကိုကျွန်တော်အတိဆုံးကျွန်တော်အတိဆုံးဆိုတော့ အရင်ကတော့ရက်ွက်တစ်ခုပဲအလုပ်လုပ်လို့ရတာပေါ့အခုကြတော့ကိုယ်စလဲတန်းတရာကြီးကိုယ်စလဲဆိုတော့ကိုယ့်ရက်ွက်ပေါ့ကျွန်တော်တို့ကဒီစကြီးခရောင်တို့မြို့နယ်ကိုကိုယ့်ရက်ွက်နဲ့တိရောက်တာအဲ့ဒီကိုယ့်ရက်ွက်လို့လုံးဝကွင်ရှိသွားတာပေါ့ဒီတူတူလို့ရအဲ့ဒီဥပမာဘဝမရှိအခုဟောရက်ွက်တွေတဲကိုကျွန်တော်တို့ဟိုချိုးရင်းကာလာမှာတို့ဆင်းနေအဓိကပြည်သူတွေမဲထွက် ထွက်ပေးထွက်ပေးလောင်လို့ပေါ့နော်သူကလည်းမပေးဘူးဘာညာမျိုးထွက်ပေးကြနိုင်ငံသားတယောက်ကခွင့်ရေးမဆုံးရှုံးအောင်လို့မဲပေးဖို့လိုတယ်မဲပေးမှကိုရွေးချယ်တဲ့ ဒီကိုရွေးချက်လိုက်တဲ့ဟိုပါဘောနော်ကိုတည်းလောင်းနေရစစ်မှန်တဲ့ကိုတည်းလောင်းနေဖြစ်မယ်မဲမပေးလို့ဒီလိုဒီလိုရှင်ဘာဖြစ်မလဲဆိုတော့မဲကတကယ်တော့မပေးခဲ့လို့ဒီလိုဒီလိုရှင်လို့ရှင်ဖြစ်သည့်ဖြစ်တတ်တဲ့လူတွေမပါလာဘဲနဲ့ဖြစ်သွားမှလည်းတို့ဟိုပါဖြစ်တာပေါ့နော်ကျွန်တော်တို့ပြောပြီးတယ်ဆိုပြီးတယ်ဒီကနိုင်ငံတော်ကလည်းတောင်းချင်ပါတယ်ဒီမိုကရေစီဒီမိုကရေစီပါဇက်နဲ့ပြောလို့မရဘူးပြည်သူတွေက ကစားလေပြောပြောပြီးအားလိုချင်ပါလေလိုချင်ပါလေဆိုလို့လေမရဘူးဒါမဲ့ဖြီတူကအားထက်ရတယ်မဲထက်ပေးရမယ်ဒါဖြီတူတောင်းရမယ်ဒီတော့လည်းပြီးတော့အားထက်ပြီးမဲထက်ပေးရမယ်။နိုင်ငံတော်ကတော့နိုင်ငံတော်ရဲ့လှုပ်လှုပ်ထုတ်လို့နည်းနဲ့လှုပ်သွားတာပဲ။လှုပ်သွားပြီမဲ့လေ။ပါဇက်ပြောနေမရဘူးလေ။ပြည်သူလိုလားချက်တွေကိုငါဒီမိုကရေစီလိုချင်တယ်ငါဒီမိုကရေစီလိုချင်တယ်လို့ပြောမရဘူး။အဲ့မျိုးလေးမဲလေးကိုပြည်သူတို့အားနဲ့ထက်ပေးလိမ့်ရင် အောင်မြင်မှုလေးတွေလိုချင်တဲ့ပန်းတန်ကိုလည်းရောက်သွားမှာပေါ့အဲဒီကျွန်တော်တို့ရဲ့ဟိုပါပေါ့မူဝါဒကောင်းနေကျွန်တော်တို့ဆက်မှတ်ထားတဲ့စည်းကမ်းတွေကတကယ်နိုင်ငံပြုပြင်ပြောင်းလဲဖို့အတွက်ကိုကျွန်တော်တို့ plan တွေအများကြီးနဲ့ တွင်တွင်ချင်းချင်းခါကားပေါ့နော်တိဆောက်ဖြစ်ထားတဲ့အတွက်ကိုကျွန်တော်တို့ပါတီကိုရုံရုံကြည်ကြည်နဲ့မဲပေးပါကျွန်တော်တို့ကိုယ်စားလောင်းကောင်းဝင်ကြည်စီရပါမယ်လို့ခရစ်ပြူရင်းနဲ့ကျောင်းလက်ဒီထဲမှာပဲခုနကပုဂ္ဂရပြောလို့ပြည်သူတော်တော်လေးပြောအင်းရဲ့ကျောင်းလက်ဒီထဲမှာပဲဒီပြည်သူတို့တို့အတွက်လူလာချက်လေးတွေကိုလောက်ပံခွင့်လေးတွေလောက်ခွင့်လေးရမယ်ဆိုရင် အရင်တော့အခုထဲရလူတော့ကျွန်တော်စီစဉ်ထားတဲ့ဥစ္စာတွေရရရှိရေးညီပြင်ရအခြေအနေတွေကိုအတိအဆုံးဖြစ်တဲ့အတွက်ဘုံမျိုးတုတ်တဲ့ဆောင်ရွက်သွားမယ်လို့ပြည်သူတို့ကိုဂတိပေးချင်ပါတယ်